နေတိုးနဲ့ချူလေးကိုအားကြလို့ရုပ်ရှင်မင်းသမီးဖြစ်အောင်စ조사တော့မယ်စောမြတ်ဤခိုင်အလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေကျေးဇူးလိုက်ပါတယ်စောမြတ်ဤခိုင်က Miss Universe မြန်မာ2023ပြိုင်ပွဲမှာ top 10ဝင်ခဲ့သူဖြစ်ပြီးထူးခြားတဲ့အလှနဲ့ရေးချင်းကြောင့် Breath Day ရရှိခဲ့ပါတယ်2025ခုနှစ်မှာတော့စောမြိုက်ခန်ကအလှမဲ့လောကကိုခံပတ်နေတဲ့ Miss World မြန်မာပြိုင်ပွဲကိုလာရောက်ရှင်ပြန်ခဲ့ပေမဲ့လည်း Four Runner ဆုနဲ့ပဲကျင်းနေလိုက်ရပါတော့တယ်။စောမြိုက်ခန်က Beauty with the Purpose Project ဆုကြီးအပါအဝင်စူပေါင်းများစွာကိုရရှိတော့ခဲ့တာပါ။ စောမြိုင်ခိုင်ကဝင်းနာစုကိုမျှော်မှန်းထားပေမဲ့လည်းရလကိုတော့လက်ခံခဲ့ပါတယ်။ဒီနှစ်မှာရခိုင်တိုင်းရင်းသားဖြစ်တဲ့နေတိုးနဲ့ရခိုင်မလေးချူလေးတို့ကအကယ်ဒမီရသွားခဲ့တာပေါ့။ရခိုင်တိုင်းရင်းသားနှစ်ယောက်တောင်ရသွားတာကြောင့်ဂုံယူစရာဖြစ်ခဲ့ပါတယ်။စောမြိုင်ခိုင်ကလည်းဒီနှစ်မှာ Miss World မြန်မာကိုဝင်ပြိုင်ပြီးဝင်းနာသာရသွားခဲ့ရင်တော့2025ခုနှစ်ကရခိုင်တိုင်းရင်းသားတွေရဲ့နှစ်ဖြစ်မယ်ဆိုပြီးအကောင်းဆုံးစ조사ခဲ့ပါတယ်။ရုပ်ရှင်ဘက်မှရောအလှမဲ့လောကထဲမှာရောရခိုင်တိုင်းရင်းသားတွေကထွက်ချနေဆိုတာဖြစ်စေခြင်းလို့စောမြိုင်ခိုင်ကရည်မှန်းချက်ကြီးခဲ့တာပေါ့။ မြန်မာထရိုင်ဆုကိုမရရှိတဲ့အချိန်မှာတော့စောမြိတ်ခိုင်ကတော့နေတွန်းတဲ့ချိုးလေးကိုအားကျပြီးတော့ရုပ်ရှင်လောကကိုဝင်ရောက်ဖို့စဉ်းစားနေပါပြီ။ သူ့ကိုဘရသက်တေကတန်းဆိုရင်တော့ရုပ်ရှင်ရိုက်သွားမယ်လို့ဆိုကာသူနဲ့လက်တွဲလုံးလုံးနေတဲ့ဆရာထုကလည်းစုံရတဲ့အလှမယ်တွေကိုမင်းသမီးဖြစ်ချင်ရင်မြေအောင်မြောက်ပေးမှဖြစ်ပါတယ်။သူမြိတ်ခိုင်ကမော်ရယ်ပိုင်းကိုလည်းစိတ်ဝင်စားသူဖြစ်တဲ့လုံးရုပ်ရှင်လောကတွေကိုလည်းဝင်ရောက်ချင်နေပါတယ်။နေတွန်းဟာရခိုင်ကုန်းဆောင်ရုပ်ရှင်မင်းသားတယောက်ဖြစ်ပြီးစုံမြိတ်ခိုင်တို့ငငယ်ကလေးကအပေးခဲ့ရတဲ့မင်းသားဖြစ်ပါတယ်။ချူလေးကလည်းစုံမြိတ်ခိုင်အလှမယ်ပြန်ပွဲဝင်စဉ်မှာအပေးစကားတွေပြောပြခဲ့ဘူးတာပေါ့။သူတို့ကအားကြောင့်နေတာကြောင့်စုံမြိတ်ခိုင်ကရုပ်ရှင်မင်းသမီးဖြစ်လာဖို့ရည်မှန်းထားပါတယ်။ဒါပေမဲ့သူ့ရဲ့ ဲ့အရမောင်းတဲ့မျက်နှာပုံစံကမော်ရယ်ပိုင်းနဲ့ပိုပြီးအောင်မြင်နိုင်တဲ့ဆိုပြီးအကျန်းပေးနေကြတာပေါ့ဇွန်မြတ်ကြီးခိုင်ဟာအလှမဲ့ပြန်ပွဲတွေကိုလည်းဆက်ပြိုင်ဦးမှာဖြစ်ပြီး Brighter Foundation ကိုလည်းတည်ထောင်ထားပါတယ်အစော Foundation ကိုတည်ထောင်ထားပြီးတကယ်လိုအပ်နေတဲ့နေရာတွေကိုလှူဒန်းနေတာပေါ့လွန်ခဲ့တဲ့ရက်ပိုင်းကလည်းအစောနဲ့ Brighter တွေစုပေါင်းပြီးရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကတောက်ကယောဂခန်းစားနေရတဲ့ကလေးအတွက်ငွေသိန်း40ကျော်ကိုလှူဒန်းပေးခဲ့ပါတယ်အရင်ကတည်းက Brighter အလုပ်တွေကိုလုပ်ကိုင်ခဲ့တဲ့ဇွန်မြတ်ကြီးခိုင်ဟာနာမည်ကြီးလာတဲ့အချိန်မှာ Brighter အလုပ်တွေကိုဒီထက် ပို့ပြီးတကြံပြပြလှုပ်ဆောင်သွားတော့မှာပေါ့ရခိုင်တိုင်းသူတယောက်ဖြစ်တဲ့စောမြိတ်ခိုင်ကလှမဲလောကရဲမှာတော့နမဲတလုံးနဲ့ရက်တည်နေသူဖြစ်ကောင်သူ့ကိုဒီထပ်ဖို့ကောင်းတဲ့ရေချင်းတင်နဲ့ဆက်ပြန်စီခြင်းကြပါသေးတယ်စောမြိတ်ခိုင်ဟာခနာကုန်းနဲ့ပတ်သက်ပြီးမကြောက်ခနာဝေဖန်ခံရတာကြောင့်အာကစားတွေလုပ်ပြီးစ조사ထားပါတယ် သူရဲ့ခန္ဓာကိုယ်ကအလှမဲ့တယောက်ရဲ့ခန္ဓာကိုယ်မဟုတ်ကြောင်းပြောခံခဲ့ရတာပေါ့ခံဖက်ပြန်လာတာဆိုတယ်လို့ပြောကြပေမဲ့ final ပြိုင်ပွဲကြီးမှာတော့ဆရာထွက်က question and answer ကစာကိုပဲကြည့်ပြီးရွေးချယ်တော့ခဲ့ပါတယ်ရီမန်ချက်ကြီးတဲ့စောမြိုက်ခိုင်ဟာရေချင်းနေရှိပေမဲ့လည်းဝင်းနာဆိုးချင်းနဲ့လွဲချော်နေစေဖြစ်ပါတယ် ဘာသာစကားစွန့်ရင်မှာလိုအပ်နေသေးတဲ့စွန့်မြတ်ရေးခိုင်ကသူ့ကိုဝေဖန်အကြံပြုပေးတော့ကိုလည်းလက်ခံပြီးပြောင်းလဲနေပါတယ်။အလှမဲ့လောကထဲမှာလည်းလူသေးများနေသလိုရုပ်ရှင်လောကထဲကိုလည်းဝင်ရောက်ဖို့စိတ်ကူးရှိလို့နေတိုးနဲ့ချူလေးကိုဆန်ထားပြီးစ조사တော်တော့မှာပေါ့။စွန့်မြတ်ရေးခိုင်ဟာရုပ်ရှင်မင်းသမီးဖြစ်လာတဲ့အခါပရိသတ်ကြီးရောအဖေးမလားဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက် Maria page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။